ောင်းမဲ့ပင်လာပါခင်ဗျာကျွန်တော်တို့2025ခုနှစ်မေလ10ရက်နေ့ရေးလေကင်းသတင်းတွေကိုတင်ဆက်ပေးရမယ်ကျွန်တော်ရှိလာပါပြီနေ့လေကင်းသတင်းတွေစူးစီးတင်ဆက်မှုကိုကျွန်တော်ဝင်ရတဲ့လူမြန်မာဖြစ်တဲ့စူးစီးကနေစူးစီးတင်ဆက်ပေးပါပါအားလုံးမင်္ဂလာပါရှင်ဒေါ်လာနဲ့လည်းခင်ပါလို့ပြည်သူအပေါင်းတို့ကွန်ဆက်တာလေးရပါရှင်။ဟုတ်ကဲ့ပါ။ဒီနေ့ဒီနေ့ခင်ပါရောပြည်သူကြကြပါတဲ့တွေ့တွေ့ကြတွေ့ရပါတယ်ခင်ပါ။ဟုတ်ကဲ့ပါကိုရေ ်ပြမဆုံးပြရတဲ့အကြောင်းအရာကတော့ဒီတော်လန်ရေးလောက်ရတဲ့နေရီဖြစ်တယ်ဒီမော်လမြန်ရဲ့အံဘကပူပေါင်းဟာမေးစစ်ကြောင်းတွေအားရစရာကောင်းတဲ့မျိုးလေးကိုစာရင်းကြည့်လိုက်ကြအောင်ပါဟုတ်ကဲ့ပါကြည့်ကြအောင်ပါခင်ဗျာ tới à đi đây cho cho đi Ok mà chúng ta nói dưới tầng này đây là tuyên miệng ở đây đây là khi dưới dụng nghề ở nhà thì စစ်ကြောင်းကြီးအဲ့တော့မော်လမြိုင်ရဲ့ဖန်ဘက်ကတော့မကြိုက်ခင်မှာမြို့သိမ်းတိုက်ပွဲတွေဘလူမျိုးမြန်မြန်ဆိုင်ဆိုင်ကျင်းပလာမယ်ဆိုတာကိုကျွန်တော်တို့တွေပြည်သူတွေအားပေးဝန်းရံရင်းနဲ့စောင့်ကြရမယ်ဒီဟာဖြစ်ပါတယ်အဲ့တော့ဒီကနေ့လေကင်းရဲ့နောက်ထပ်ထူးခြားတဲ့သတင်းပို့ကတော့နိုင်ငံကောင်းဆောင်တချို့ကရွေးကောက်ပွဲကိုထောက်ခံနေလို့ဒီရုရှားကနေပြန်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်နိုင်ကပြောလိုက်တဲ့သတင်းကိုဆက်ရှင်ပါတယ်ရုရှားခီးစင်မှာပြည်စုံဝင်ရခဲ့တဲ့တရုတ်ကောင်းပွဲ နိုင်ငံခေါင်းဆောင်တွေကဒီနှစ်ကုန်ပိုင်းမှာပြုလုပ်မဲ့ရွေးကောက်ပွဲကိုထောက်ခံတယ်လို့ဒီမြန်မာစစ်ကောင်းဆောင်မင်းအောင်လှိုင်ကပြောလိုက်ကြောင်းမြန်မာနိုင်ငံကနေတစ်ဆင့်ဒီသူတို့ရဲ့ဝါဒပြန့်ချန်နယ်တွေကနေပြောလာပါတယ်ရုရှားကနေအပြန်ခီးလေရင်ပေါ်မှာနိုင်ငံပိုင်းမီဒီယာတွေရဲ့မင်းမြတ်မှုကိုမင်းအောင်လှိုင်ကအခုလိုမျိုးဖြေဆိုခဲ့တာပါစစ်ကောင်းဆောင်ရဲ့ဇနီးတို့ဟာရုရှားနိုင်ငံမော်စကိုမြို့မှာကျင်းပမယ်ဒီရင်းပြင်းလေးချီတက်ပွဲကိုတက်ရောက်ဖို့ မေလ9ရက်နေ့ကနိုင်ငံကနေထွက်ပါပြီမေလ10ရက်နေ့ညမှာရုရှားကနေပြန်ရောက်ခဲ့ပါလေညမာနိုင်ငံကနေပြီးတော့ကျွန်တော်တို့ရဲ့သဘောထားပေါ့ကျွန်တော်ကတော့ပါတီစုံဒီမိုကရေစီစနစ်ကိုတွားဖို့အတွက်ကျွန်တော်လက်ခံပါတယ်ဒီတိုင်းကျွန်တော်တို့တွားဖို့ဖြစ်ပါတယ်ဒါပြီးလို့ရှိရင်လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကိုဒီနှစ်ကုန်ပိုင်းမှာကျွန်တော်ဆောင်ရွက်မယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်တို့ကိုရှင်းပြပါဆွေးနွေးတဲ့လူတွေကတော့အားလုံးလည်းလက်ခံပြီးတော့မှ အပိထောက်ခံမှုရှိတာတွေကိုလည်းကျွန်တော်တွေ့ရတယ်လို့မင်းအောင်ကဒီရုရှားမှာဒီရုရှားဝေဖလုံးရဲ့အကြောင်းကိုနိုင်ငံကောင်းဆောင်မျိုးရှင်းပြရတဲ့အခါမှာနိုင်ငံကောင်းဆောင်မျိုးကောင်းကင်ရဲ့အကြောင်းသူတို့ရဲ့အားလုံးနားမလည်ခွင့်နဲ့တန်းကြီးလို့ကောင်းကင်လိုက်တာဘယ်လိုလဲဆိုတာကိုတော့ကျွန်တော်တို့မသိရပါဘူးအဲ့တော့ရာဇာကြီးစစ်ပါနိုင်ငံကောင်းဆောင်တို့ချုပ်နဲ့အလူသဘောတွေ့ဆုံခဲ့တာလည်းရှိတယ်လို့သူကမင်းအောင်ကပြောပါတယ်ဒါပေမဲ့ဘယ်နိုင်ငံတွေနဲ့တွေ့ဆုံခဲ့လဲဆိုတော့သူကထည့်ပြီးတော့မပြောခဲ့ပါဘူး တော့မြောက်နိုင်အောင်နှစ်လအတွင်းမှာဒုတိယကြိမ်သွားတဲ့ရုရှားခရီးစဉ်တွေမှာတရုတ်တရရှီကျင့်ဖြင့်နောက်ကာဇက်စတန်တမရတို့နဲ့တီချာတွေ့ဆုံခဲ့ရဆိုတာဝိုးဆရှုံးကောက်စီထုတ်ပြန်ချက်တွေရကျွန်တော်တို့သိရှိရပါတယ်။ဒါပေမဲ့ခုနှစ်ကောက်ခရီးစဉ်မှာရုရှားတမရပူတင်နဲ့တီချာတွေ့ဆုံခဲ့တာမရှိဘူးဆိုတာကိုတော့ရုရှားဘက်ကရောဒီစစ်ကောင်စီဘက်ကပါမေလ17ရက်မနေ့ပိုင်းအထိတရင်တွေထုတ်ပြန်လာတာကိုတော့မတွေ့ရသေးပါဘူး။စစ်ကောင်ဆောင်ကအခုနှစ်နှစ်ကုန်ပိုင်းမှာရုကောက်ပွဲကိုကျင်းပမယ်လို့သူ့ရဲ့ ပြပခီးစဉ်တွေနဲ့ဒီနောက်ထပ်ထူးခြားတဲ့ခီးစဉ်တွေမှာအပြည့်တွေမှာပြောလို့ရှိပါလားဒါပေမဲ့ပြည်ပြမှာ2021အာနာသိန်းကိုပြီးဖြစ်ပေါ်လာတဲ့လက်လက်ကန်ပြိပခါနဲ့ထိန်းချုပ်နေနေပြီးရော့လာနေတဲ့အချိန်မှာဆရှုံးတော်စီကကျင်းပမယ်ဆိုတဲ့လေကောက်ပွဲကိုဖွင့်လင်းနေတာမျိုးနဲ့အိမ်မက်ပြို့ပေါ်ဝင်မေးလို့ထုတ်တာတွေရှိနေပါလေဒီဘက်မှာလည်း2021ဒီဇင်ဘာနဲ့ဇန်နဝါရီလအတွင်းအပိုင်းလိုက်ခွဲပြီးတော့ပြုလုပ်မယ်ဆိုတဲ့ဒီရွေးကောက်ပွဲအတွက် ။ပြည်အောင်စုရွေးကောက်ပွဲကော်မရှင်ကဖွင့်ပြထားတဲ့ပါတီ86ပါတီရှိပြီဖြစ်ပါတယ်။မေခိုးရဟာနိုင်ငံရေးပါတီတီထောင်ခွင့်နဲ့အမှတ်ပုံတင်ခွင့်နောက်ဆုံးရက်လည်းဖြစ်ပါတယ်။အဲလိုပြည်အောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ထုတ်ပြန်ချက်တွေအရအမှတ်ပုံတင်ခွင့်နောက်ဆုံးကာလအလွန်ရွေးကောက်ပွဲတိုင်းဒီ6လအလွန်မှာပါတီတွေကိုမဲဆွယ်စည်းရုံးခွင့်ပေးရတော့မယ်လို့နားလည်ရပါတယ်။ဒါကြည့်ရဆိုရင်အမြူဒီနဲ့ဒါကြည့်ရအတိုင်းအခံကောင်စီ NCC တို့ကတော့ဒီမှတ်ပုံတင်ထားတဲ့နိုင်ငံရေးပါတီတွေအနေနဲ့ စစ်ချုပ်ကောက်စီဥဆောင်ပြုလုပ်တဲ့ဝေကောက်ပွဲကိုပူးပေါင်းပါဝင်တာမလို့ခုအလေးနဲ့တိုက်တွန်းတယ်လို့မီလာဆရာမှထုတ်ပြန်ပြောဆိုပါတယ်ခင်ဗျာဒါကတော့ဂျမစစ်ချုပ်ကောက်စီမင်းအောင်လိုက်ရုရှားပြန်ခီးမှာဝေကောက်ပွဲနဲ့ပတ်သက်ပြီးတော့ပြောဆိုတဲ့သတင်းတစ်ပုဒ်ပါနိုင်ငံရေးနယ်မြေအေရိယာ၄ပုံပုံ၃ပုံလောက်ကိုဆုံးရှုံးထားရတဲ့အကြမ်းဖက်စစ်ရှုံးကောင်စီတဲ့ရဲ့ခေါင်းဆောင်မင်းအောင်လိုက်ဟာနယ်မြေပြည်ထောင်စုအရေးပြုတ်ရဲ့အားကိုးနဲ့ ပူဇာပြီးတော့တောင်းဆိုနေတာကိုကျွန်တော်တို့တွေ့မြင်ရပါတယ်ရုရှားကိုတော့ပူဇာလို့ပြင်ရပါပါပြီအဲဒီနေ့လေးသိမ့်ပိုက်ခင်းထုတ်ထားတဲ့လူတွေတွေကိုလည်းထပ်ပြီးတော့တောင်းနေပါတယ်အခုလိုမျိုးနိုင်ငံရဲ့အရိယာလေးဘုံဘုံရင်တဘုံလောက်သာထိန်းချုပ်စိုးမိုးနိုင်တဲ့ချက်ပတ်ဆက်ရှင်ကောင်စီတက်ဟာရွေးကောက်ပွဲကိုတရားမျှတစွာဒီမိုကရေစီနည်းလမ်းကြတဲ့ပါတီဆိုအဲဒီမိုကရေစီစနစ်ကိုအားပေးထောက်ခံပြီး ဒီတရားမျက်နှာမှုရှိသွားတဲ့ကျင့်ပါမယ်ဘယ်လိုမျိုးလုပ်မယ်ဆိုတာစိတ်ဝင်စားကြရကောင်းပါလေအဲ့တော့ဒါတော့ဒုတိယပြည့်ရတဲ့ဒိဋ္ဌိဘုရားအဲ့တော့နောက်ထပ်ပြည့်ရတဲ့ဒိဋ္ဌိဘုရားဆိုပြီးကဆက်ပြီးတော့ပြန်ဆက်ပြီးပါဦးဟုတ်ကဲ့ပါနောက်ပါဒုတိယဒိဋ္ဌိကတော့ဒါစိတ်ကောင်းစရာဒီလိုလေပြောလို့ရလိုက်ဘာလို့လဲဆိုတော့ဒီ plan တို့ဒိဋ္ဌိပဲဒီမှာကိုယ်လည်းအိမ်ကဆုံးရှုံးသွားရတဲ့ဒီ toll age report တွေရဲ့စေကူတာစိတ်ကဒီကန်တော်လာတသိန်းဒီပါလိုအနေနဲ့ဒီချင်းမျိုးတက်ကာလေးတက်ကနေပြီးတော့ပြောလာတဲ့ဒိဋ္ဌိဖြစ်ပါတယ် သတိပြေဆုံးကတော့သတိပြေဆုံးကိုဒီ slide တင်မိကနေပြီးတော့ချင်းမျိုးသားကဝေးတဲ့ပြောရေးဆိုရင်းရှိသူ slide တင်မိကပြောတာရှိပါတယ်။ဖလာမျိုးတွေစစ်စင်ထဲမှာချင်းမိနာတပ်ဖွဲ့ဝင်ရဲဘော်50ကျော်နဲ့မဟာမိတ်တော်လိုင်းတပ်ဖွဲ့တွေကစုစုပေါင်းတော်လိုင်းရဲဘော်60ကျော်ဝင်းကြီးတန်ရာရခဲ့ပါတယ်။တန်ရာရတဲ့ရဲဘော်တွေထဲမှာချင်းလက်ဖြစ်ရတဲ့သူတွေရှိသလိုတချို့ကမျက်စိမမြင်ရတဲ့သူတွေလည်းရှိပါတယ်။ တချို့နားမကြားရတဲ့သူတွေလည်းရှိတယ်။အဲ့ဒီတင်လာရပြီးကိုလိုက်အင်ကဆိုရှယ်ဖျက်ရတဲ့ဂျေဘော်တွေကိုခြေထုလက်ထုနားကြားကြိယာတွေတက်စင်ပေးနိုင်လို့ American Dollar တသိန်းသီးပါးလောက်လိုအပ်နေတာပါ။ဒီလိုပြည်သူတွေအနေနဲ့ဂျေဘော်တွေရဲ့ဈေးကူးစားဈေးကူးတာဈေးတွေကိုထောက်ပံ့ပေးကြဖို့မြစ်ကြရဲ့ခံပါတယ်လို့ဆိုလိုက်ပြီးကနေပြောထားပါရဲ့။ဟုတ်ကဲ့ပါတော့ကျွန်တော်တို့ရှိကရှိကပြောခဲ့တယ်လို့ပဲမြို့တွေကိုပေးနိုင်ကြတယ်အခုဆိုရာနဲ့ချီတဲ့ မြို့တွေကိုတော်လိုင်းရေးဥပေါင်းတပ်ဖွဲ့တွေအမျိုးကြီးပါဝင်ဒိုင်းသားနယ်ပြည်မှာရှိတဲ့ဒိုင်းသားတပ်ဖွဲ့ဒီဒီကရခိုင်ပါဝင်ကရီလီပါဝင်ချင်းကချင်းဒေသဆိုတော့တိန်းညာရဲတော့မြို့တိန်းနိုင်ချင်းကဗာနဲ့အလဲထက်လို့ရတယ်ဆိုတော့လူငယ်တွေရဲ့အသက်တွေခန္ဓာကိုယ်စိတ်ပိုင်းတွေလည်းအလဲထက်လို့ရတယ်မြေတို့ရရလို့ဆိုတာဘယ်လိုပါဘူးအခု plan မြို့သေးတိုက်ပွဲမှာဒီလိုပဲရဲပေါ်လေးအများကြီးအသက်ပေးရတယ် အခု90ဝန်းကျင်လောက်ကခန္ဓာကိုယ်စိတ်ပိုင်းတွေချွတ်ဆိုတဲ့အချို့ဆို6အချို့ဆိုရင်မျက်စိတချို့ဆိုနာဒီအစိတ်ပိုင်းတွေနဲ့ရည်ရည်ပြီးတော့တိုက်ပွဲဝင်ရတာဖြစ်တယ်အဲ့တော့ဒီခန္ဓာကိုယ်စိတ်ပိုင်းတွေကိုပေးလို့ရင်းတဲ့မြို့တွေကိုသိပေးကြရတယ်ကျွန်တော်တို့ဒဏ်ရာရလေးဖို့တွေနဲ့ပြန်ပြီးတော့ကြည့်ဖို့လိုပါတယ်သူတို့ရဲ့ဘဝတန်တတတန်နောက်ထပ်ကုံဆိုးရမယ့်အချိန်တွေမှာဒီလိုမျိုးဒဏ်ရာတန်ချက်တည်တဲ့တိုင်းပြည်အတွက်ရည်ရည်ပြုနိုင်ခဲ့ကြရတဲ့လေဖို့တွေအတွက်လိုအပ်တဲ့ ဒီရဘဝွေလေးလိုအပ်တဲ့ကုသဈေးတွေကိုကျွန်တော်တို့တွေကတခြားဒီဘက်မှာရောဒီဘက်မှာရောရှိနေကြတယ်တွန်လိုင်းဒီဘဝမှာတွေကဘာလို့ဖြစ်ခြင်းလေးကိုလိုအပ်ပါလဲအဲ့တော့ဒီတဲ့နဲ့ပတ်သက်ပြီးတော့မတ်စီရဆက်ပြီးတော့ပြပြပေးပါဦးဟုတ်ကဲ့ပါဒါကတော့ဒီရေဘော်တွေရေဘော်တွေနဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ပြောပြထားတာပေါ့နော်အတင်းစေးကိုဒေရရေဘော်အများစုရဲ့အတိုက်အယူတွေဟာ18 20 25ဂွေးချီမျိုးပဲရှိပါသေးတယ်တကယ်လို့ညာဒီတော်လိုင်းရင်းထဲမှာသူတို့တွေမပါဘူးဆိုရင် ို့တွေမှာတက္ကသိုလ်ကျောင်းတက်မဲ့အရွယ်တွေပညာသင်ကြားပြီးတော့ကိုယ့်ရဲ့အနာဂတ်အတွက်အများကြီးအနာဂတ်ရှိရသူတွေဖြစ်တဲ့တက်ဘွဲ့ချင်းမှာကျွန်တော်တို့ချင်းညောင်ဘက်ရဲဘော်56ရောင်းနဲ့မဟာမိတ်တက်ဘွဲ့ဝင်တွေဘက်က30ကျော်စုစုပေါင်း90ကျော်ကအသက်ပေးလို့ကြာဆုံးခဲ့ရပါသေးတယ်ဒီလူငယ်တွေဟာဘာဖြစ်လို့အသက်တွေပေးဆက်ကြတာလဲ ကိုအိမ်မှာပေးဆက်ခဲ့ကြတာလဲဆိုရင်ဆရာနာရှင်လက်အောက်ကနေတကယ်ကိုလွတ်မြောက်ခြင်းလို့ဖြစ်တယ်လို့ဒါကတော့ဆလိုက်ဒီမီကလည်းထပ်မံပြောဆိုထားတာဖြစ်ပါတယ်။ဟယ်လန်ဒေးစစ်ရဲ့အတွင်းမှာစစ်ကောင်စီတပ်ဘက်ကအများအပြားတင်ဆုံးလို့ဂျီဝါအဆင့်ရှိတဲ့သူအပါအဝင်စစ်တုပ်ဘန်းနဲ့မိသားစုဝင်ပေါင်း300ကျော်ဖမ်းဆီးပြပေးထားပြီးတော့လက်နက်ကြီးငယ်ပေါင်း450ကျော်နဲ့ခဲရအရောက်များအခြားဆက်ဆက်ပစ္စည်းတွေနဲ့ဒရုန်းတွေလည်းထိုက်တန်းရရှိခဲ့တာကိုသိရပါတယ်။ ချင်းနီနောင်မဟာမိတ်အဖွဲ့ဝင်တွေဟာပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလအကိုရင်းတွေကချင်းနီနောင်စစ်စီရေး Operation CB အဖြစ်မဖလန်းမျိုးကိုတိုက်ဖလန်းမျိုးတွေတိုက်ပွဲကိုစတင်ခဲ့ကြတာဖြစ်ပါတယ်။နောက်ဆုံးလည်းကြာခလာရ268ကို2025ခုနှစ်ဧပြီလ9ရက်နေ့မှာတိုက်ပွဲခဲ့ပြီးတော့တိုက်ပွဲခဲ့ပြီးတဲ့နောက်မှာဖလန်းမျိုးမျိုးတွေတိုက်ပွဲနဲ့ပြန်ကြတာဖြစ်ပါတယ်။ ချင်းနီတော်မဟာမိတ်တပ်ဖွဲ့တွေကချင်းပြည်နယ်တွေကဖလက်မင်းတပ်မတူပြည်နယ်ကံပလတ်မြို့နယ်တို့ကိုသိမ်းပိုက်ထားပြီးတော့မကြာခင်မှာဒီတိတ်လူတင်စစ်စီရေးကိုဆက်လက်ဆင်းရဲတော့မယ်လို့လည်းပြောထားပါသေးတယ်။ဖလက်လူတင်စစ်စီရေးအတွက်မှာမကွေးရောဒေတာနဲ့စကိုင်းတိုင်းထွေးကတော်လိုင်းရေးတပ်ဖွဲ့ဝင်တွေအတူပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ချင်းနီတော်တပ်ဖွဲ့အနေနဲ့လည်းနောက်တော့မှဒီအညာဒေတာစစ်စီရေးတွေမှာပြတ်လဲပါဝင်မယ်လို့ပြောထားတာရှိပါသေးတယ်။ဟုတ်ကဲ့ပါအဲ့တော့ ဒါကတော့ကျွန်တော်တို့ယူသိတိုင်ပွဲလေးရဲ့နောက်ဆက်တွဲအသက်ကြီးပြည့်စုံရမှုနဲ့ခန္ဓာကိုယ်စိတ်ပိုင်းတွေပြည့်စုံရမှုချင်နေပါအဲ့တော့အဲ့ဒီတော်လိုင်းဒီကိုမော်ဒမတွေကိုသူရဲ့ကောင်းရေဖို့ရေပဲကျွန်တော်တို့စောင့်ရှောက်လာမယ်တာမယ်ကကျွန်တော်တို့အစီအပြေကြတဲ့သူတွေဝင်ဝင်ရှိကြတဲ့သူတွေတော်လိုင်းရေးမှာနိုင်ငံတော်ကိုပုံထမ်းမယ်ဆိုတဲ့သူတွေမှာတော်အများကြီးရှိပါတယ်အဲ့တော့ကျွန်တော်တို့ဝိုင်းကြီးတို့ဓာတ်တွေကိုဖြည့်ဆည်းကြလို့လိုအပ်ပါတယ်နောက်တရေတို့ကတော့ဒီမွေးတိုင်းတွေကတည်းမှာ ဘရက်ရိုဘိုတာဆိုတဲ့အဖွဲ့ရဲ့ရှင်းတန်းတက်စစ်စခန်းစီးနင်းခံရရတယ်ဆိုတဲ့ဒိမဒီဒိရင်းကိုကျွန်တော်အသေးသေးပြောပြချင်ပါတယ်ဘရက်မွေးလန်ကောက်ကုတ်ပြည်နယ်ခြေစိုက်ဒီဒရက်ရိုဘိုတာအဖွဲ့ရဲ့တက်စစ်စခန်းတစ်ခုစစ်ချောင်းပေါ်ဒီစစ်ချောင်းရဲ့စီးနင်းလိုက်ခိုက်မှုကိုခံရပြီးတော့ဒီလက်နက်ပစ္စည်းတွေဆုံးရှုံးခဲ့တယ်လို့မင်းဖွဲ့စီကသိရပါတော့ဘကောက်ကုတ်ခြေစိုက်တက်မတရတဲ့အဲ့ဒီတရားတွေကနေထွက်လာတဲ့အရာ150လောက်ပါတဲ့စစ်ချောင်းကမီလာ9ရက်နေ့မနက်9:00ဘူးကျင်းမှာ စီးနင်းပြခတ်ခဲ့တာလို့လေဆိုပါတယ်အဲ့တော့ဒီကြောင်းရဘူးမနက်ခင်းစခန်းကိုပြောင်းပြီးတော့စခန်းကနေ35မီတာလောက်အကွာမှာစစချင်း၃ရောက်တက်လာတာကိုကျွန်တော်ကမြင်လိုက်တာကျွန်တော်လည်းက35မီတာလောက်ပဲဝေးတော့တာသူတို့ကိုမြင်တော့တက်တက်ပြေးဆွဲလိုက်တဲ့အချိန်မှာရှင်းဆုံးတစ်ယောက်ကပြေးတယ်ဘာမှမလုပ်ဘူးလို့ဟောတယ်ကျွန်တော်တို့ကပြေးတော့လွတ်လပ်ချင်းပြေးလို့អូនអូនយ៉ាងណាសុំយោឌី the rare order တက်စုဘူကသူစခန်းသိခံရတဲ့အခြေအနေကိုပြန်ပြီးတော့ပြောပြပါမယ်အဲ့ဒီတက်စစ်စခန်းကပုံမှန်အားဖြင့်ဆိုရင်စုစုပေါင်းအဖွဲ့ဝင်6ဦးရှိပြီးဆရာတော်လေးစစ်ကြောင်းဝန်ထမ်းတွေမှာတော့နှစ်ဦးကမိုင်းရှင်းလေးသွားနေတယ်ပြီးအဖွဲ့ဝင်4ဦးသာကျန်နေကြတာလည်းသိရပါတယ်။အရင်တိကျတဲ့အချိန်တွေမှာအသက်ထက်တနက်ကအရေးကြီးနေတဲ့အနေထားမှာပေါ့ရနိုင်တော့ယူခဲ့ပါတယ်။မရနိုင်ခင်မှာတော့ထားခဲ့ပြီးပြေးခဲ့ရတာပါလို့ဒီ The Red Reporter အဖွဲ့တက်စုဘူကအခြေအနေကိုရှင်းပြပါတယ်။စီးလေးလက်ခံရမှုကြောင့်တနက်နဲ့လက်ကြီး 989တောင်းကြီပေါက်73ခုတက်ဘဝင်ရဲ့ဖုံးနဲ့သုံးဆောင်ပစ္စည်းတွေသိရှိခဲ့ရပြီးစုစုပေါင်းတန်ဖိုးဝင်နေဆိုရင်ကျပ်သေးပေါင်း900လောက်စုရှုံးခဲ့တာတက်ဘဝင်တွေထိခိုက်မှုမရှိခဲ့ဘူးသူကဆက်ပြောပါတယ်အဲ့တော့တက်ဘဝင်တွေထိခိုက်မရှိတာမရှိတာဘယ်လိုလဲကျေးဇူးတင်ရပါမယ်ဒါကြောင့်ဆိုတော့လက်နက်တွေဆိုရင်အဲလက်နက်တွေခရရတွေကတော့ဘယ်လိုဖြစ်ဖြစ်အသက်ထက်အရေးကြီးပါဘူးဒါပေမဲ့ရေပေါ်တွေကတော့သူတို့အသက်ထက် လက်တက်ခင်ရမှာပို့ပြီးတော့အရေးကြီးတယ်ဆိုပြီးပြောသွားပါတယ်။ဘယ်ကပြောသွားပါလဲ။အဲ့တော့ဒါနေပြည်တော်မှာရှိတဲ့ရင်းပေါ်တွေရဲ့စိတ်နေစိတ်ထားနဲ့ဒီလက်နေပေါ်မှာတံပိုးထားမှုပေါ့။ဘာကြောင့်လဲဆိုလို့ရှိရင်ဒီလက်နဲ့တစ်လက်တစ်လက်ရောက်ဖို့ပြည်သူတွေရဲ့ training စာနဲ့ဘယ်လောက်ထိစုဆောင်းရတယ်ဘယ်လောက်ထိဒီကမင်းတွေလောက်ရတယ်ရံမွေပွဲတွေလောက်ရတယ်သူတို့အစားအသောက်တွေခြွေတာပြီးတော့လက်လက်ကအဓိကလက်လက်ကအသက်ခံပို့ပြီးတော့ဈေးကြီးရယ်ဆိုပြီးခံယူထားတဲ့ရေဘော်တွေဖြစ်တဲ့အတွက်စကန်ကိုစီးပင်းခံရတဲ့ဆိုပါဘာနဲ့တွေကိုရတော့ တ်ဆက်တာအမြင်ကြီးရယ်ဆိုပြီးတော့ပြောတာရတော့ပြန်ပြီးတော့သူတို့ဟိုစစ်စစ်ချောင်းကတော့မပါတော့အောင်လို့ခေးဆက်ခဲ့ကြတယ်ဒါတော့ကျွန်တော်တို့တစ်ခုတ်ခုတ်ပြန်မတွေ့ရတဲ့ဒရင်တို့ပါအဲ့တော့နောက်ထပ်ဒရင်တို့ကိုသတိရဆက်ပြီးတက်ဆက်ပေးပါဦးခင်ဗျာဟုတ်ကဲ့ပါနောက်ထပ်ဒရင်တို့ကတော့ဘန်တောက်မှာမိုးသည်ထန်နေတဲ့အချိန်မှာဒီမြန်မာနိုင်ငံသားဆုံတွေတွေကစိုက်ပျံမှောက်ပြီးတော့ပြေဆုံးသွားတယ်ဆိုတဲ့သတင်းလေးဖြစ်ပါတယ် ။တရေပြေဆုံးကတော့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာမလေးညာပိုင်းကမိုးတက်ထနေတဲ့အချိန်မှာမြန်မာနိုင်ငံသားဆုံးတွေ့တွေ့ဆိုင်ကင်ဖောက်ပြီးနောက်ဦးစလုံးတင်ဆုံးသွားတယ်လို့ဒီထိုင်းတဲ့ဌာနတွေမှာပေါ်ပြထားတာတွေ့ရပါတယ်။မေလ၁၀ရက်နေ့ညနေပိုင်းမိုးအလုံးတက်ထစွာရွာသွန်းနေတဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့အနောက်မြောက်ဘက်နောက်တဘူရီပြိုင်မှာအသက်38နှစ်နဲ့အသက်39နှစ်အရွယ်ရှိတဲ့မြန်မာနိုင်ငံသားဆုံးတွေ့တွေ့လမ်းပေါ်မှာတည်ဆုံးနေတဲ့ တို့အနေမှာခုနအမျိုးအစားမော်တော်ဆိုင်တွေကိုလည်းတွေ့ရှိရတယ်လို့သတင်းတွေကဖော်ပြထားပါတယ်။နေ့နေ့တစ်သက်တူဦးရဲ့ကောင်းမှာတက်ဆင်ထားတဲ့ dashboard camera မှတ်တမ်းကိုစစ်ဆေးခဲ့ရပါဆိုင်ကယ်ရေးသွားချိန်ရေမယားနှစ်ဦးလုံးကိုတစ်ဖက်လမ်းကလာတဲ့ကားကနေပြီးတော့တိုက်သွားခဲ့ခြင်းဖြစ်တဲ့တိုက်ရိုက်ရကားကရက်တက်ခြင်းမရှိဘဲနဲ့ဆက်မောင်းသွားတယ်လို့လည်းသိရပါတယ်။နမနိုင်ငံကရေမြားနှအုပ်ကိုတည်ဆုံးဖို့ဒီသမီးဖြစ်သူကခရင်တစ်ဖက်ကိုအကြောင်းကြားခဲ့ပြီးတော့အနီးပတ်ဝန်းကျင်က CCTV ကနေပြီးတော့ စစ်ဆေးပြီးတော့တိုက်သွားခဲ့တဲ့ကောင်းမောင်းမကိုရအောင်ရှာဖို့ပဲလို့လည်းပြောဆိုထားတာတွေ့ရပါတယ်။ဟုတ်ကဲ့ပါဆိုဒီပိုလီမီယာနှစ်ယောက်ကဖြစ်တယ်เนาะဘယ်တော့ဘယ်တော့တောင်းခဲ့ပိုလီမီယာနှစ်ယောက်ကတော့ပြီးသူပြီးသူတွေကလည်းမြစ်တာပို့နေတာဘေးတိတိနဲ့เนาะပြန်ရလာတာလေးနဲ့အဲ့တော့ကျွန်တော်တို့နောက်ထပ်ဒီနေ့လေးတွေပါစီးပြီးတင်ဆက်နေတဲ့သတင်းတွေကနောက်ဆုံးသတင်းအကြောင်းအရာကိုပြောဆိုရမယ့်အချက်ကိုရောက်ရှိလာပြီဖြစ်ပါတယ်အဲ့တော့အဲ့ဒီသတင်းကတော့ကျွန်တော်တို့ လက်ကမှာရှိတဲ့ဒီခမာယ231တယင်ဂိတ်ကင်းကိုကြောက်ကြတိုက်ခိုက်လိုက်တဲ့မင်းပါရေကုန်မြို့တဲကုန်မြို့မှာရှိတဲ့စစ်ရှုံးတော်စီရဲ့အမှတ်231ချင်းမြန်တယင်ခမာယ231ဂိတ်ကင်းစကန်ကိုလက်ပြုံးကြီးနဲ့တိုက်ခိုက်ခဲ့ကြောင်းရန်ကုန်အာမေဝိုင်းအဖွဲ့တာဝန်ရှိသူကအခုလိုမျိုးပြောပြပါလေလမ်းကျုံအခွင့်အရေးလောက်ဝေဆော်ခဲ့တာပါလက်ပြုံးနှလုံးပါတလုံးပဲပြစ်ပြီးတော့ပြန်ဆုတ်လာခဲ့တယ်လို့သူကဒီ ပြစ်ခတ်ခဲ့တဲ့တောက်ကြားပြစ်ခတ်ခဲ့တဲ့အခြေအနေကိုရှင်းပြပါမယ်။အဲ့တော့ကမ္ဘာ1937တရင်းဘေးစခန်းကိုဗီလာသရေလေးညနေ6နာရီဝန်းလောက်မှာပြစ်ခတ်ခဲ့တာဖြစ်ပြီးစစ်ရှုံးတော်ဒီဘက်ကတော့ထိခိုက်မှုရှိနေတယ်လို့သူကပြောဆိုပါတယ်။ထိခိုက်မှုကတော့ကျင်းသေးတယ်အထက်ကိုကွက်တီကျတယ်လို့ခန္ဓာတိုက်ပွဲဒီတောက်ကြားပြစ်ခတ်မှုမှာပေါင်ခဲ့တယ်သူကပြောပြပါတယ်။ရန်ကုန်အမီအနေနဲ့မီလာ၃ရက်ကလည်းနောက်ပိုင်းခံပတ်ကောက်ဖတ်နေပူပေါင်းပြီးတိုက်ကြီးပြုတ်ရဲစခန်းကိုပြင်းအား ဒီအင်းအမြင့်နဲ့အဝိထိန်မိုင်းနေတဲ့တိုက်ခတ်ခဲ့တဲ့လူတွေသိရပါတယ်အဲ့တော့ဒါကနေအဲဒါကတော့ကျွန်တော်တို့ဒီလက်ကူမှာရှိတဲ့ခမရရ27တိုင်းရင်ကိုတိုက်ခတ်ခဲ့တဲ့ဖြစ်စဉ်ပါဒီနေ့နေ့လေးခင်မှာကျွန်တော်တို့တွေ့ရတဲ့ဒရင်တွေကိုစုစည်းပြီးတော့ကျွန်တော်ဝင်တဲ့လူညီမစုစည်းကနေပြီးတော့စုစည်းတင်ဆက်ပေးခဲ့တာဖြစ်ပါတယ် ပြည်သူများအလုံးစေရောက်ကိုပါကျမ်းမှချမ်းသာပြီးဆရာနာရှင်ဆွေးနွေးဆိုးလောက်အောင်မှာအမြန်ဆုံးလုပ်ကြကြပါစေလို့ဆုမကောင်းကြောင်းလိုက်ရပါရှင်။ဟုတ်ကဲ့ပါကျွန်တော်တို့ရဲ့ channel ကိုနေ့စဉ်နဲ့ပြဆောင်ရွက်ကြည့်ကြတဲ့ပြည်သူတူတူယောက်ချင်းဒီတိုင်းကိုကျွန်တော်ဝန်ရမ်းစူစီနဲ့ဒီဝိုင်းလောက်သားတွေကအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ပြီးတော့ဖိနကပေါင်းလေးကိုနှိပ်ကြည့်ပေးဖို့လည်းအထူးပဲမေတ္တာရပါမယ်ခင်ဗျာ။